ကျွန်တော်အခုလက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့ you are educator ဆိုတဲ့နာမည်နဲ့ organization လေးရဲ့အသေးလေးတစ်ခုကျွန်တော်တို့လောက်ထားတယ်ပေါ့နော်ဒီအနေနဲ့ကျွန်တော် GD တန်းတန်းနေသင်ပေးနေတယ်နောက်အဲ့လိုပဲကျွန်တော်ဒီ2020ဝင်ကျင်2023နေ့မှာကျွန်တော် scholarship တွေကိုစိတ်ဝင်စားလာတယ်နောက်ကျွန်တော် Chandri scholarship ရှောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် scholarship ရခဲ့တယ်ရခဲ့တဲ့အတွက်ကြောင့်မလို့လဲကျွန်တော်ဒီ scholarship တွေကိုကိုယ်တိုင်အားပဲဒီ scholarship ကိုလက်ခံတာမျိုးမဟုတ်ပဲနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းပြန်ပြီးတော့ဒီ scholarship ပေးခြင်းနဲ့ဆန္ဒလေးဖြစ်လာတယ်ပေါ့နော် ဒါကြောင့်မလို့ပဲကျွန်တော်က intensive club လေးတွေမှာကျွန်တော်အကြောင်းသားတွေကိုတတန်းမှာ၂ယောက်၃ယောက်ကျွန်တော်အဲ့လိုမျိုးလေးတွေ scholarship လေးတွေပေးပြတယ်ဒါလည်းကျွန်တော် grind လဲဒီတင်ကြားရေးလောကမှာအဲ၃၄၅နှစ်အလုပ်လုပ်လာခဲ့တဲ့လူဆိုတော့မတက်နိုင်တဲ့မိသားစုတွေမတက်နိုင်တဲ့ကလေးငယ်တွေရဲ့အခြေအနေကိုကျွန်တော်မြင်နေပေါ့နော်ဒါတွေကဟိုတန်းတူညီမျှမှုမရှိဘူးလို့တခါလေကြားရတယ်ခံစားရတယ်ပေါ့ဒါကြောင့်မလို့လဲကျွန်တော်ဒီလိုလေးတွေပေးပြတာပါ